အားလုံးပဲမြင်လာပါ UK Master ရဲ့ Facebook နဲ့ YouTube channel ကနေကြိုဆိုပါရစေ Champion ပြည်တက်တဲ့အားလုံးမြင်လာပါ Real Madrid အသင်းကတော့အခုလက်ရှိမှာသူတို့လူချင်းတဲ့ Transfer Market ရဲ့ကစားမားတွေတယောက်ပြီးတယောက်ကို Javi Alonso တို့အသင်းရဲ့ Oakra Florentino Perez ကခေါ်ယူထားပြီးဖြစ်တယ် Real Diva Madrid ဘက်ကလမ်းကွဲမဲ့သူတွေမှာနောက်ခံ Luvelo Ho ဆိုတဲ့လူငယ်ချက်တိတ်လေးတယောက်ရှိမယ် တစ်ချိန်တည်းမှာအသင်းကောင်းဆောင်ဒုတိယအသင်းကောင်းဆောင်ဖြစ်တဲ့ Lucas Vasquez နဲ့နောက်ပထမအသင်းကောင်းဆောင် Luka Modric သူတို့နှစ်ယောက်ကတော့အခု FIFA ရဲ့ Club World Cup ပြီးမှအသင်းကနေထွက်ခွာသွားမှဖြစ်တယ်။ဆိုတော့ Madrid ကအခုသူတို့ဘလူချင်းနဲ့ဘယ်နောက်ခံစားမှဖြစ်တယ်။ဒါ Everu Fernandez ပေါ့လေ။ကာအေဗရူဖနန်တက်စ်ကဆာရက်ဒီချတိတ်ကတကယ်ကိုအရေးသွေးရှိတဲ့ potential ကစားမတယောက်ဖြစ်တဲ့ဖာလမန်တီရဲ့မကြာခဏထင်ရှားမှုရဲ့ဖာရန်ကာစီယာရဲ့ လိုအပ်ချက်တွေကြောင့်မထွေးကသူ့ကိုခေါ်ဖို့ဆုံးဖြတ်တယ်။ Man United ကသူ့ကိုဒါတကယ်ကိုနှမျိုးစွာနဲ့ပဲဈေးပေါ်ပေါ်နဲ့ရောင်းချခဲ့တာ။အဲတုန်းကကျွန်တော်မှတ်မိရပဲ Man United ကစားမဒီစားမလေးကို United ကထွက်ခွာဝင်ပေးတယ်။နောက် Benfica ကိုရောက်သွားတယ် Benfica မှာခြေစွမ်းပြတယ်။အဲကနေမှဆင်းဒါနောက်ဆုံးမှာတော့ဒါ United ကသူ့ကို buyback option ရှိပေမဲ့ပြန်မခေါ်ဖို့ဆုံးဖြတ်တယ်။2024 22ကနေ24ထိသူက Manchester United ကစားမှာဒါပေမဲ့သူကအရင်က Real Madrid Youth Academy Youth ကစားမှာ22 24မှာ United ကိုရောက်တယ်အဲ့ကနေမှာ Preston North End ကိုရောက်တယ်ပြီးတော့မှ Granada ကိုပြောင်းတယ်နောက်ဆုံးမှာဒါ Benfica ကိုပြောင်းပြီးတော့ Benfica ကို United ကအပြီးသက်ရောင်းတယ်ရောင်းချတော့ကရောင်းရငွေရင်90ရာခိုင်နှုန်း Man United ကပြန်ယူမယ်ဆိုတဲ့သဘောတရားရဲ့ရောင်းရငွေကပေါင်6 Euro 6.6တက်မှာ9တန်းပဲရှိတယ်ဒါပေမဲ့တစ်ဖက်မှာ ဘာဖီကအသိန်းကိုသူတို့ဘက်ကယူရို73တန်းလောက်နဲ့ပြန်ဝယ်ခွင့် buyback option မှာထည့်ထားတယ်ဆိုတော့အဲ့ဒီအစားမလေးကို Real Madrid ကကြီးကြီးပေးဝယ်လိုက်ရတဲ့သဘောပဲဆိုတော့သူရဲ့လက်ရှိ current market ပေါက်ချီက35တန်းဖြစ်ပေမဲ့ Madrid ကအခုဒီအစားမကိုနောက်ဆုံးမှာတော့ Sanchez ကဒါဘာဖီကကတတ်မှတ်ထားတဲ့ယူချီစာချုပ်တန်း90ထိပေးတယ် ါအစောပိုင်းတုန်းကမန်ချက်စတာယူနိုက်တက်ကသူ့ကိုပြန်ဝယ်ရယ်မက်ဒရစ်ကသူ့ရှိကဝယ်လောက်တဲ့ပုံစံမျိုးနဲ့စကားပြောဖို့ရှိပေမဲ့နောက်ဆုံးမှာယူနိုက်တက်ကအဲ့လိုလုပ်ဖို့အစီအစဉ်မရှိဘူးဆိုတော့ရယ်မက်ဒရစ်ကအေဗရူဖနန်တက်စ်ကစားရက်ကိုယူရို90ရိုးကြီးစာချုပ်ပေးဖို့ဆုံးဖြတ်တယ်အဲ့ရိုးကြီးစာချုပ်က2ကြိမ်ခွဲပေးမှာဖြစ်တယ်ပထမကြိမ်25သန်းဒုတိယကြိမ်25သန်းပြီးတာနဲ့မကြာမီမှာစာချုပ်ချုပ်ဆိုမှာဖြစ်တယ်တော့52သန်းထိသူပေးမှာဆိုတော့ရိုးကြီးစာချုပ်ကတန်း90ဗျာ တန်း90ကိုသူတို့တခါတည်းမပေးချင်ဘူးဆိုတော့မက်ထရစ်ကရုပ်ကြီးစာချုပ်တန်း90ဆိုတခါတည်းပေးရမှာဖြစ်လို့ကျွန်တော်တို့က52တန်းအထိတိုးပေးတယ်တစ်ချိန်ပေးရင်26တန်းနဲ့နှစ်ချိန်62 50နဲ့ဒီ52တန်းကိုနှစ်ရက်ခွဲပေးဖို့သဘောတူတော့ Everu Fernandez ကဒါလက်ရှိမှာဒါ Real Madrid ရဲ့နောက်ခံလို့ဖြစ်ပြီဆိုတော့လာမယ့်တစ်ပတ်အတွင်းမှာ Real Madrid အသင်းဘက်က Javi Alonso ရဲ့ Trent Alexander-Arnold ရဲ့ ဒင်းဟိုဆန်ရဲ့၃ယောက်စလုံးကိုသူတို့ဘက်ကခေါ်ယူနိုင်ကြောင်းတရားဝင်ထုတ်ပြန်ကြေညာမှာဖြစ်ပြီးတော့ Everu Fernandez ကရင်မထွေနဲ့၅နှစ်စာချုပ်ချုပ်ဆိုမှာဖြစ်တယ်ဆိုတော့ဒီနေရာမှာရင်မထွေအသင်းက ဒါလက်ရှိမှာ Stuka ရဲ့ကွင်းလည်ကစားမှာဒါဘယ်လိုပြောမလဲ Stella ကိုသူတို့ဆွေးနွေးနေတဲ့အချိန်မှာ Stuka ကတန်း60တင်းခံထားတယ်ကစားမကမက်ထရစ်ကိုပြောင်းချီကြောင်းဝန်ခံထားပေမဲ့အဲ့တန်း60ကိုသူတို့ဘက်ကနှိမ့်နိုင်နေစေဖြစ်တယ်တခါမက်ထရစ်ကသူတို့ရဲ့လူငယ်ကစားမဖြစ်တဲ့ Nico Pass ပေါ့လေဒါ Nico Pass ဆိုတဲ့ချက်တိတ်ဒီစားမက ဒါအသက်20ပဲရှိတဲ့အာဂျီလီနာကွင်းလယ်ကစားမကကိုမိုမာကစားနေတယ်မက်ထရစ်ကတူကို Bible option Euro 7တန်းနဲ့ခေါ်ဖို့ရှိတဲ့အချိန်မှာ Real Madrid ကပြန်ခေါ်မယ်ဆိုပြီးတော့ကိုမိုကိုအတိပေးထားတော့အဲ့ Nico Pes က Real Madrid ကိုပြန်ရောက်မယ်ဆိုတော့မက်ထရစ်အနေနဲ့ Nico Pes ကရောက်မယ် Stella ကိုတော့သူတို့တောင်းရှောက်နှီးနေတယ်60လောက်ထိတောင်းနေပြီးတော့ ဒါအသင်းကောင်းဆောင်လူကာမိုဒရစ်က AC မီလန်ကိုဝမ်ကြီးရဒီနဲ့ရောက်ပါပြီဒါလာဂီဇတာဒဲလိုစမော့မာယိုနောက်ဒါရီယာလို AS မှာပေါ်ပြချက်ရ AC မီလန်အသင်းကဒါလူကာမိုဒရစ်ကိုတနစ်စာချုပ်နဲ့အပိုတနစ်ထပ်တိုးခွင့်နဲ့သဘောတူညီမှုရရှိတယ်လောကလာစာကယူရို3.5တန်ဖြစ်ပြီးတော့ဒါမီလန်ကဒါသူ့ကိုအရာခွန်ယူဖို့သဘောတူညီမှုရရှိခဲ့ကြောင်း Sky Italia ရဲ့ဒီမာစီယိုနဲ့လာဂီဇတာဒဲလိုစပေါ်မှာပေါ်ပြထားတယ်ဆိုတော့မက်ဒရစ်ဘက်က ဒါ Trent ဝင်တယ် Dale Hawson ဝင်တယ် Javi Alonso ဝင်တယ်ပြီးတော့မှအခုဒါ Alvaro Fernandez ကစားတော့ဝင်ပြီးတော့ဒါ Lucas Vasquez ရာသီကုန်မှာထွက်မယ် Club World Cup ပြီးမှထွက်မယ် Modric က Club World Cup ပြီးတာနဲ့ AC Milan ကိုပြောင်းရွှေ့မှာဖြစ်ပြီးတော့လူငယ်နောက်ခံလူလည်းထွက်မယ်ဒါကတော့ Real Madrid ရဲ့အပြောင်းအရွှေ့ဖြစ်တယ်သူတို့နောက်ထပ်ဟိုနောက်ခံလူတယောက်နဲ့အခြား position တွေကိုဆက်ပြီးကြည့်အောင်ပါဖြစ်ပြီးတော့ Stuka နောက်ခံလူတို့ခေါ်နိုင်ဖို့ကြိုးပမ်းနေစေပါအားလုံးကျေးဇူးတင်ပါတယ်